မင်းချစ်ဆုံးတငယ်ချင်းတယောက်ကမင်းကိုသစ္စာဖောက်သွားမယ်ဆိုရင်မင်းဘယ်လိုလုပ်မလဲခွင့်လွှတ်ပေးရမလားအခု तू မင်းကိုသစ္စာဖောက်သွားတယ်ဆိုတာတက်တက်နဲ့ဖြစ်လာတာမဟုတ်ဘူးရွယ်ချက်မရှိဘဲနဲ့ဖြစ်လာတာမဟုတ်ဘူးဒါသူ့ရဲ့ငကိုစိတ်ကမင်းကိုသစ္စာဖောက်ချင်နေပြီသားပဲမင်းခွင့်လွှတ်လိုက်မယ်ဆိုရင်ဒုတိယဆိုတာဖြစ်လာမှာပဲဒါကြောင့် မင်းကိုတစ္ဆာဖောက်သွားတဲ့တငယ်ချင်းတယောက်ကဘယ်တော့မှ ခွင့်မလွတ်ပါနဲ့ဒီတစ္ဆာဖောက်မှုကမင်းရဲ့အားနည်းချက်တွေမင်းရဲ့စိတ်တွေရပြီးမှမင်းကိုတစ္ဆာဖောက်သွားတာမင်းစီကိုဒုတိယတစ်ခေါက်ပြန်လာအောင်မယ်ဘာဖြစ်လဲစိတ်မကောင်းတာတွေဝမ်းနည်းတာတွေအမှန်တရားကိုဝန်ခံဖို့မင်းစီကို ပြန်လာတာမဟုတ်ဘူးမင်းစိတ်ကို ပိုတိရအောင်မင်းရဲ့အကျင့်တွေကိုပိုတိရအောင် မင်းရဲ့ဖွဲ့စည်းပုံကိုပိုသိချင်လို့မင်းစီကိုလာတာဒုတိယတစ်ခေါက်မင်းကိုပြန်ပြီးတော့တစ္ဆာဖောက်ဖို့မင်းကိုလာတတ်ဖို့မင်းကိုတည်တဲ့အထီကိုလာပြီးတော့လှန်ဖို့လာခဲ့တာဒါကြောင့်မင်းအဘကိုတစ္ဆာဖောက်သွားတဲ့တငယ်ချင်းသူကဘက်တော်မှခွင့်မလွတ်ပါနဲ့အကို follower တွေ like တွေ share သွားပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အားလုံးမင်္ဂလာပါ